အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အတွေ့ကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ထူးဆန်းတဲ့ Hello မုတ်တမျိုးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအန်နာပါချွေးမအကြီးရဲ့ချွေးမလေးဘာတွေကြိုက်တက်လဲဆိုတော့ကိုနင်းတေချာကြည့်ပြီးသွားပြီလားသူအတော်ပျက်စီးပြီအကုန်လုံးကိုရောတိတ်တိတ်ချာချာထားထားရလားသူရဲ့မွေးနေ့အတော်လက်ဆောင်တွေအကုန်လုံးကိုငါတို့စစ်စစ်ပေးထားကြတာ ။သူမကြိုက်ဖို့ဆိုရင်တော့အလကားဖြစ်သွားလိမ့်မယ်နော်။အမေရဲ့ဘာမှလည်းအရန်ကြီးစွရင်မနေပါနဲ့။ကျမရော်ရှင်လေးကြိုက်တဲ့ပစ္စည်းတွေအကုန်လုံးကိုဝယ်ပြီးတော့ထည့်ထားပေးတာ။သူကြိုက်တဲ့ပစ္စည်းတွေအကုန်လုံးကျမကိုယ်တိုင်သူ့ကိုမေးထားပါတယ်အမေရဲ့။ဒါဆိုရင်တော့အခုကျမတို့ဈေးသွားပြီးကျမတို့ကြိုက်တဲ့ပစ္စည်းတွေကိုလည်းဝယ်ကြအောင်မယ်အမေ။အေးဟုတ်တယ်ဟုတ်တယ်ချွေးမလေးရဲ့နင်ပြောတာမှန်တယ်။ဘလို့မဆိုငါတို့ပထမဦးဆုံးအကြိမ်ချွေးမအငယ်လေးရဲ့အိမ်ကိုသွားနေရဆိုတော့တေချာပြင်ဆင်ပြီးမှသွားရမယ် ရရှနီဆိုတာကတော့အရင်ထွေမအငယ်လေးဖြစ်ပါတယ်သူမလက်ထပ်ပြီးပထမဦးဆုံးကြားရောက်နေတဲ့မွေးနေ့ပွဲလေးပါထောင်တန်းအစင်လာရီအရာထွေမအငယ်လေးရဲ့ပထမဦးဆုံးမွေးနေ့ပွဲကိုသူရဲ့မိဘအိမ်မှာပဲကျင်းပကြမှာပါဒါကြောင့်ထွေမအငယ်လေးကလည်းရခမအိမ်ကနေမိဘအိမ်ကိုပြန်လာနေနေခဲ့ရပေါ့တမီးတမီးရခမအိမ်ကသူရဲ့ကိုဖုန်းဆက်ပြီးတော့မေးကြည့်လိုက်ပါအောင်သူတို့ဘယ်နှစ်ယောက်တောင်မှဒီလိုလာကြမှာလဲပါလို့လဲဆိုတော့ငါတို့တခါတည်းပြင်ဆင်စရာရှိတာတွေကိုလည်းပြင်ဆင်ရအောင်မယ်လေး ဟုတ်ကဲ့ကောင်းပါပြီကျွန်မအခုပဲသွားမေးလိုက်မယ်နော်ဒီလိုနဲ့တရက်လေညီမဖြစ်သူကိုရော်ရှနီဖုန်းဆက်ပေးမေးလိုက်ပါရင်အမရေကျွန်မမိဘတွေကမေးနေရယ်ဘယ်နှယောက်လာမှာလဲတဲ့ကျွန်တော်တို့အိမ်မှာစားတောက်ဖို့အတွက်ပြင်ဆင်စရာတွေလည်းလုပ်ရအောင်ပါဆိုတော့လေအဲ့ဒါကြောင့်ပါပြီးတော့ဘယ်သူပါကြိုက်တက်လဲဆိုတော့ကိုလည်းကျွန်မပြောပြထားပါအောင်အားလုံးအကြိုက်ကိုလှုပ်ထားပေးခြင်းနဲ့ကျမအားလုံးအတွက်တတိကြကြလှုပ်ထားပေးမယ်ရှောင်းမရေကျမလက်ထပ်ထားတာ၃လောက်ပဲရှိသေးရဆိုတော့ဘယ်သူပါကြိုက်တက်လဲကျမလည်းသိချာမသိဘူး ရောရှင်ကြီးရဲ့ဘာလို့ဒီလောက်တောင်မှစိုးရင်ပိုပန်းနေရတာလဲရောင်းမလေးရဲ့ကိစ္စမရှိဘူးမိသားစုဝင်တွေပဲရှိမဲ့ကိစ္စကိုတိတိကျကျလေးလုပ်မနေပါနဲ့အဆင်ပြေတဲ့အိမ်ထမင်းအိမ်ဟင်းလေးပဲချထားလိုက်ငါတို့စားရတာအဆင်ပြေဟုတ်ကဲ့ကျမသိပါတယ်ရောင်းမရဲ့မိသားစုဝင်တွေအကုန်လုံးကျမကိုဘလောက်တောင်မှဂရုစိုက်ပြီးချစ်ပေးကြလဲဆိုတာကိုလည်းသိတယ်ကျမတို့ဘာပဲကြွကြွကောင်းကောင်းစားကြမယ်ဆိုတာကိုလည်းသိပါတယ်ဒါပေမဲ့ပထမအဦးဆုံးကျမရဲ့မိဘအိမ်ကိုရခမအိမ်ကတူရီလာလဲနေကြတာဆိုတော့ကျမလည်းကောင်းကောင်းကြွေးကြင်လို့ပါ ျမရဲ့မိဘတွေကလည်းအဲ့တဲ့တွေအားလုံးကိုအဲဝေါ်ကျေပြွန်ခြင်းနဲ့လေဘယ်သူတွေပါကြိုက်လဲဆိုတော့ကျမပြောပြပါအောင်နော်။ဩဒီလိုလားအေးအေးအေးဟုတ်ပြီဟုတ်ပြီငါနားလေပြီလေ။နေဟင်းချက်မယ်ဆိုရင်တော့ကြသားဟင်းရဲ့စိတ်သားဟင်းရဲ့အဲ့ဒီဟင်းတွေနဲ့စားဖို့အတွက်ပလာတာနဲ့နံပြားတခြားမဟုတ်အချုပ်ပွဲတွေလည်းပြင်ဆင်ထားလိုက်လေ။အင်ကားသူတွေအကုန်လုံးကအခုလိုထမင်းဟင်းတွေစားရတာအရန်ကြိုက်ကြတယ်။ဒါဆိုလို့ရှင်တော့ကျမမဟုတ်အချုပ်ပွဲအတွက်ဘာပြင်ဆင်ပေးရမလဲ။အမေကအချုပ်ပွဲအတွက်ဘာတွေစားရတာကြိုက်လဲ။ မောအချိုပွဲအကြွားကတော့မောလာဦးနီကိုဟလဝါထိုးလို့ရရင်ထိုးလိုက်လေမိသားစုတွေအကုန်လုံးကလည်းကြိုက်ကြတယ်အမေတယောက်တည်းကြိုက်တာမဟုတ်ဘူးအဖေလည်းကြိုက်တယ်ငါတို့အားလုံးကလည်းမောလာဦးနီဟလဝါဆိုလို့ရှင်တော့အရန်အောင်ကြိုက်ကြတာအဲ့ဒါကြောင့်မောအချိုပွဲမှာတော့မောလာဦးနီဟလဝါကိုပဲလှုပ်ထားလိုက်တော့နော်ဒီလိုနဲ့ရော်ရှနီရဲ့နေညီမဖြစ်သူကလည်းရော်ရှနီကိုဘာတွေချက်ပြုတ်ရမလဲဆိုတာတွေကိုပြောပြနေခဲ့ပါတယ်အမေရဲ့ကျမအခုပဲကျမလေးညီမနဲ့စကားပြောပြီးတော့လာခဲ့တာကျမမိသားစုတွေအကုန်လုံးကတော့အချိုပွဲအနေနဲ့မောလာဦးနီဟလဝါစားတာအရန်အောင်ကြိုက်တယ်တဲ့ အားလုံးကြိုက်ကြတာဆိုတော့ကျမတို့အချို့ပွဲအနေနဲ့မုံလာဦးနေဟာလိုကိုပဲပြင်ဆင်လိုက်ကြမယ်နော်အားလုံးစားပြီးသွားရင်တော့ပျော်ရွှင်သွားကြလိမ့်မယ်ဒီလားအင်းမုံလာဦးနေဟာလိုလားရပါတယ်ကိစ္စမရှိဘူးဒါဆိုရင်တော့ငါအခုပဲထမင်းဟင်းချက်ပြုတ်တဲ့သူတွေကိုဖုန်းဆက်ပြီးတော့မှားလိုက်မယ်လေသူတို့ကိုပြောလိုက်မယ်ဆိုလို့ရှင်တော့အဆင်ပြေသွားမှာပါဒီလိုနဲ့ရော်ရှနီရဲ့မိခင်ဖြစ်သူကလည်းသူတို့ထမင်းဟင်းချက်ပြုတ်ခိုင်းထားတဲ့သူတွေကိုဖုန်းဆက်ပြီးနောက်ထပ်မုတ်တွေကိုထပ်ကြိုးမှယူလိုက်ပါတယ် ။တန်တဲ့မှာထားတဲ့မုတ်တွေအကုန်လုံးကတော့ရပါတယ်အမကြီးရဲ့ဟင်းတွေအကုန်လုံးကိုလည်းကျွန်တော်တို့ရအောင်စီစဉ်ပေးမယ်။မုတ်အချို့ပွဲရဲ့အနေနဲ့မုံလာဦးနေဟလောကတော့လုံးဝမရနိုင်ဘူးအမကြီး။အခုက6လပိုင်းကြီးလေစတင်ပါလာမှာဘယ်ကမုံလာဦးနေတွေအများကြီးကိုတွားဝယ်ရမှာလဲ။မုံလာဦးနေရှားနေတဲ့အချိန်ဆိုတော့ဟလောထိုးဖို့ဆိုရင်ပိုတော့ခက်ခဲသေးတယ်။အော်အကိုရဲ့ရအောင်လုပ်ပေးလို့မရဘူးလားရှင်။ကျမတို့အတွက်အရန်ကိုအရေးကြီးနေလို့ပါကျမတို့တိတ်ခါနဲ့တတ်ဆိုင်နေကိစ္စလေးကျမတို့ကမမေးဘဲနဲ့တခြားတစ်ခုခုကျွေးရဲဆိုရင်တော့ရတယ် အခုတို့ဘာကြိုက်တက်လဲဆိုတော့ကိုမေးပြီးတော့မှတို့ကြိုက်တာမလုပ်ထားဘူးဆိုရင်တော့ကျမတို့လည်းအချက်ကွဲမှာဆိုလိုပါ။အင်းကျွန်တော်လည်းမတတ်နိုင်ဘူးအမရဲ့ဘာလို့လဲဆိုတော့မௌလာဦးနေရေကဒီအချိန်မှာတိတ်ပြီးတော့မကောင်းဟလဝါထိုးလို့ရှိရင်လည်းဘာမှအရသာရှိမှာမဟုတ်ဘူးအဲ့တော့တူထပ်ပိုကောင်းတဲ့ဟလဝါတစ်ခုခုကိုတော့လှုပ်လိုက်တော့ရှင်းနိုင်မယ်ဆိုလို့ရှိရင်တော့ထောပါစစ်စစ်နဲ့လှုပ်ထားတဲ့မௌတစ်ခုလှုပ်လိုက်လေမௌလာဦးနေဟလဝါကိုအနိုင်ယူနိုင်တာကတော့ထောပါစစ်စစ်နဲ့ထိုးထားတဲ့ပဲဟလဝါပဲ ပဲအနမွှွှဲမွှဲလေးနဲ့အရာဆောက်လို့ကောင်းနေပဲနဲ့လောက်ထားတယ်ဟဲ့လောဟုတ်လားကျမတို့တကားမှမစားဘူးကိုလောက်လည်းမလောက်တတ်ဘူးရှင်ကျွန်တော်ပြောရင်တော့ယုံလိုက်ပါကျွန်တော်ကဘာဖြစ်လို့ခမရတို့အားလုံးကိုအရှက်အကွက်အကျိုးနဲ့ဖြစ်အောင်လုပ်ရမှာလဲခမရတို့လည်းခမီးခမတ်တွေအရှိမအတိတ်ခါကြစေရမလို့တော့ဘူးမျက်နှာတော်မှရသွားလိမ့်မယ်မယုံဘူးဆိုလို့ရှင်တော့အဲ့ဒါကိုလှုပ်ကြွေးကြည့်လိုက်ဟုတ်လားအဲ့လိုမျိုးလားဒါဆိုရင်ကျမတို့လည်းမတတ်နိုင်ဘူးရှင်အခုတစားနီလန်းကလည်းမရှိတော့ဘူးဆိုတော့အဆင်ပြေတယ်လို့မျိုးလောက်ရတော့မှာပေါ့နော် ဒါဆိုလို့ရှိရင်တော့အဲ့ဒီဟာလိုကကိုပဲကျမတို့ကိုလှုပ်ပေးလိုက်တော့တော့ကျမတို့ယူလိုက်တော့မယ်ဒီနောက်မှာတော့ရော့ရှ်နေရမီကန်ဖြစ်သူကလည်းမုံအချိုးလေးလှုပ်ပေးတဲ့သူကိုမုံမာလိုက်ပါတယ်ဒီနောက်မှာတော့အချိန်နဲ့အကုန်ဆုံးသွားခဲ့ပြီးတတိယမြောင်နေမှာတော့ရော့ရှ်နေရဲ့ခမအင်ကာသူတွေကလည်းရော့ရှ်နေရဲ့မွေးနေ့ပွဲအတွက်အင်ကိုရောက်ရှိလာခဲ့ကြပါတယ်လာခဲ့ပါရှင်လာခဲ့ပါအမကြီးလာခဲ့ကြလာခဲ့ကြကျမတို့စောင့်မျှော်နေရအကြော်လေးကိုကြားနေပြီအမတို့လာမယ့်အချိန်ကိုပဲကျမတို့စောင့်နေကြတာအားလုံးပဲဒီကောင်ကြားမှာကြပါရဲ့လားရှင် ဟုတ်ကဲ့ဟုတ်ကဲ့ကျမတို့အားလုံးနေကောင်းကြမှာကြပါရယ်ကျမရဲ့ချွေမလေးဘယ်ဟိုရောက်နေရလဲသူဘယ်ဟိုရောက်နေလဲပြောပါအောင်မင်္ဂလာပါအမေရောက်လာကြပြီလားရှင်အေးဟုတ်တယ်ချွေမလေးရဲ့ရောက်လာပြီနင်းရဲ့မွေးနေ့ကိုဂုဏ်ပြုပေးဖို့အတွက်ရောက်လာခဲ့ရလေပြောရှင်ပါစေမွေးနေ့ပွဲမှာအရာအားလုံးလို့ကျွန်တော်ရရပါစေတော့ကျေးဇူးအများကြီးတင်ပါတယ်အမေခမေးခမန်းနှစ်ယောက်သားကလည်းဒီနောက်စကားတွေပြောဆိုနေခဲ့ကြပါရယ်ကဲငါရောက်မှလေးမွေးနေ့ပွဲမှာအများကြီးပြောရှင်ပါစေတော့လိုချင်တဲ့ဆုတွေအားလုံးလည်းပြေပါစေလို့ဆုတောင်းပေးရဟုတ်ပြီလား ေးစုအများကြီးတင်ပါတယ်ရောင်မရဲ့ကဲရော့ဒီမှာနေ့အတွက်မွေးနေ့လက်ဆောင်နေအများကြီးပြင်ဆင်လာခဲ့တယ်မွေးနေ့လက်ဆောင်တွေအကုန်လုံးကိုတော့ငါကိုယ်တိုင်သဘောကျလို့ကိုယ်တိုင်ရွေးချယ်ပေးထားတာနော်မိသားစုတွေအကုန်လုံးကတော့လေတာဝန်တွေဝတ်တရားတွေအကုန်လုံးကရဲ့ခေါင်းပေါ်ကိုပဲပုံချထားခဲ့ကြတာဒီလက်ဆောင်တွေအကုန်လုံးရောင်မကိုယ်တိုင်ရွေးချယ်လာတာဆိုရင်တော့ကျမမကြိုက်เสียပါအကြောင်းမှမရှိဘူးဒီလက်ဆောင်တွေအားလုံးကိုကျမကြိုက်လိမ့်မယ်လို့ကျမကိုယ်တိုင်သိပါတယ်ရောင်မကြိုက်တဲ့အရာတွေအကုန်လုံးကဘလောက်တောင်မှကောင်းလိုက်တယ်ဆိုတော့ကျမကောင်းကောင်းသိရလေ ကဲရော့ဒီမှာမင်းအတွက်အကောင်းဆုံးလက်ဆောင်လေးတစ်ခုကကိုရိုင်းဝဲလာခဲ့ပြီးကျေးဇူးတကယ်အများကြီးတင်ပါတယ်နော်တကယ်ကိုအရင်အောင်လှတာပဲอืมဟုတ်တယ်လက်ဆောင်ကလှတာတော့လှတယ်ဒါပေမဲ့ငါ့ရဲ့မိန်းမထပ်ပို့ပြီးတော့မလှပါဘူးမင်းရဲ့ပထမအိုးဆောင်မွေးနေ့ပွဲကိုတော့မိဘအိမ်မအေးအေးဆေးဆေးဆင်ရွှဲလိုက်နောက်ထပ်ကြတဲ့မွေးနေ့ပွဲတွေအကုန်လုံးကိုတော့ငါနဲ့အတူတူငါ့ရဲ့အိမ်မပဲမင်းဆင်ရွှဲရလိမ့်မယ်ကဲကဲကဲတော်ပြီတော်ပြီစကားတွေအများကြီးပြောပြီးတော့ပြီဆိုတော့ငါတို့လှုပ်ရှားရှိတာဆက်ပြီးတော့လုပ်ကြမယ်နော် ဝင်နေပွဲကိုရောက်လာကြတာမဟုတ်လေပါလေစားပြီးသွားရင်တော့ကိတ်မုတ်လည်းလျှောက်အောင်ပဲလေအဲ့တရီအားလုံးကလည်းဒီအချိန်ကိုပဲစောင့်နေကြတာမဟုတ်လားဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီဒီနောက်မှာတော့ဝင်နေပွဲမှာကျွေးရဲမုတ်တွေကိုအားလုံးကလည်းအတူတူထိုင်ပြီးစားတောက်ခဲ့ကြပါရဲ့မုတ်စားပြီးသွားခဲ့တဲ့အခါမှာရောရှင်နီကလည်းသူ့ရဲ့မိသားစုဝင်တွေဆွေမျိုးအတိုင်းအဝိုင်းတွေတငယ်ချင်းတွေနဲ့အတူတူကိတ်မုတ်လီးခဲ့ပါရဲ့ကိတ်မုတ်လီးပြီးသွားခဲ့တဲ့အခါမှာတော့ကဲရော့ရှ်နီရေငါနဲ့ပြောထားတယ်လေမုတ်အချို့အနေနဲ့မုတ်လာဦးနေဟလွာလောက်ထားဆိုပြီးတော့အမေတို့အတွက်မုတ်လာဦးနေဟလွာလောက်ထားတယ်မလား အမရဲ့ဒီအချိန်ကစတင်ပါလားဆိုတော့ကျမလည်းမောင်လာဦးနေဟလိုအားလုံးလုံးမရခဲ့လို့မလုပ်ခဲ့ဘူးရှင်။ဘယ်မှာမှလည်းမှာလို့မရဘူး။အဲ့ဒါနဲ့ကျမပဲဟလိုအားလေးလောက်ထားတယ်။ပဲနဲ့ထိုးထားတယ်ဟလိုအား။တကယ်စားကောင်းပြီးတော့အရသာရှိတယ်။အမေတို့လည်းအရန်ကိုသဘောကျနှစ်သားကြလိမ့်မယ်လို့ကျမထင်တယ်။ဘာပြောရဲပဲဟုတ်လား။အမေကပဲအရန်မုန်းတာ။ပဲနဲ့လောက်ထားတဲ့ဟလိုအားကိုဆိုလို့ရှင်လဲစားလိမ့်မယ်လို့မထင်ဘူး။နေအချိုပွဲအနေနဲ့အဲ့ဒီဟလိုအားလောက်ထားတယ်ဆိုတော့ကိုသာတီးလို့အမေစိတ်ဆိုးသွားတယ်ဆိုရင်တော့ဘယ်လိုလုပ်မလဲ။ ငါတော့တိုက်ပြီးတော့မသေးချောင်းတော့အမေစိတ်ဆိုးမလားမသိဘူး။ကျန်တဲ့သူတွေအားလုံးစားရင်စားလိမ့်မယ်။အမေကတော့စားမှာမဟုတ်ဘူး။อืมဟုတ်လားအဲ့လိုမျိုးလားဒါဆိုရင်တော့ခဏလေးတော့ကျွန်မအခုပြန်လာခဲ့မယ်။ရော့ရှ်လီကလည်းခန်းထဲဝင်သွားခဲ့ပြီးနောက်မှာတော့သူ့ရဲ့အကိုနဲ့သူ့ရဲ့အမေကိုတော့ပြောလိုက်ပါရီ။အမေရေဒုက္ခပဲ။တမီးရောက်မှကအဲ့ဒီပဲနဲ့လောက်ထားတဲ့ဟလဝါကိုနည်းနည်းလေးမှမကြိုက်ဘူးတဲ့။အိမ်မှာပဲဟင်းချဲ့ရင်တော့မှစားတာမဟုတ်ဘူး။ဒီပုံစံအတိုင်းဆိုရင်တော့စိတ်ဆိုးသွားရင်ဘယ်လိုလုပ်မလဲ။ဒုက္ခပါပဲဘယ်လိုလုပ်ကြမလဲ။ငါတို့အမအကြီးကြီးမှားသွားကြပြီလား။ ကဲကဲကဲဒါဆိုရင်တော့မဖြစ်ဖို့ငါပြင်ကိုအမြန်သွားပြီးဘဲဆိုင်မှာဟလဝါရလဲဆိုတော့ကိုသွားကြည့်လိုက်အောင်မယ်။ရားတဲ့ဆိုင်ကနေမဟုတ်လားဦးနေဟလဝါကိုအမြန်စောင့်ဝင်လာခဲ့လိုက်မယ်လေ။ဒီလိုနဲ့ရော်ရှနီယာကိုဖြစ်သူကလည်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ဆိုင်တွေအားလုံးစီသွားပြီးမဟုတ်လားဦးနေဟလဝါရမလားဆိုပြီးမေးခဲ့ပါရီ။အကိုကြီးအကိုရဲ့ဆိုင်မှာမဟုတ်လားဦးနေဟလဝါများရနိုင်လားမသိဘူး။အော်ဒီအချိန်ကြီးမှာဘဲဆိုင်မှာမဟုတ်လားဦးနေဟလဝါရဖို့မရှိဘူး။ကြံတဲ့မဟုတ်ချို့တွေအများကြီးရှိတဲ့ကြိုက်တဲ့မဟုတ်ချို့ကိုတော့ရှူသွားလိုက်တော့ သူနေရာဆောင်မှာလိုက်ရှာခဲ့ပေမဲ့ဘယ်နေရာမှာမှရှာလို့မတွေ့တဲ့အဆုံးအိမ်ကိုပြန်လာခဲ့ပါတယ်။ဘယ်နေရာမှာမှမရဘူး။အခုကမௌလာဦးနေပေါ်ရရာသည်မဟုတ်ဘူးဆိုတော့ဘယ်သူမှလည်းမௌလာဦးနေဟလိုအကုမလောက်ကြဘူး။ကဲမသိရောပါဘူးကွာမရဘူးဆိုတော့ကိုတို့လည်းနားလည်းမှာပဲ။ရှိတဲ့ဟာလေးကိုပဲကျွေးလိုက်တော့အလောက်တော်နားလည်းမရှိတယ်မဟုတ်ဘူးလား။ကဲဘာလို့နေကြတာလဲ။ထမင်းကျွေးလိုက်တော့လေဧည့်သည်တွေအကုန်လုံးကလည်းစောင့်မျှော်နေကြကြတယ်မဟုတ်လား။ဟုတ်ပြီဟုတ်ပြီ။ကျွန်မအားလုံးကိုထမင်းလာကျွေးပါမယ်။ ဒီလိုနဲ့အဲ့ဒါတွေအကုန်လုံးကိုထမင်းကျွေးခဲ့ပြီးအားလုံးကလည်းထမင်းထိုင်စားခဲ့ကြပါတယ်။မဟုတ်ချိုကျွေးရမယ့်အလဲကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ကဲထမင်းစားလို့လည်းပြီးသွားပြီဆိုတော့မဟုတ်ချိုလေးပါလေးလှုပ်ဆမ်းမအောင်မဟုတ်ချိုပါရီများလှုပ်ထားလေ။ဒီအချိန်မှာရော်ရှီနဲ့သူ့ရဲ့အမေနှစ်ယောက်လုံးကလည်းကြောက်ကြောက်လန့်လန့်နဲ့သူတို့မှယူထားတဲ့ဟယ်လိုအာရီကိုပဲတဲခင်းကျွေးလိုက်ပါရီ။ဒုက္ခပဲအမေရဲ့ကျမအရန်ကိုကြောက်လန့်နေပြီးအမေတခုခုပြောရင်ဘယ်လိုလုပ်မလဲ။သူဒေါသများထွက်သွားမလားမသိပါဘူး။မသိဘူးတမီးရေဖြစ်မဲ့ကိစ္စကဖြစ်မှာပဲအမေတို့စက်ကြည့်ကြမယ်။ အားလုံးကစိုင်းပူပန်နေခဲ့ကြပါမယ်။ရော်ရှနီရဲ့ရခမဖြစ်တော့ကတော့ဟလဝါကိုအေးအေးစစ်စစ်စားနေခဲ့ပါရဲ့။တကယ်အရန်စားကောင်းတဲ့ဟလဝါပဲ။ဒါကဘာနဲ့လောက်ထားတာလဲ။ထော်ပန်အနံ့လေးမွှေးနေနေရပဲ။အရန်စားကောင်းနေရှင်နောက်ထပ်တစ်ခွက်လောက်ကျမကိုထည့်ပေးပါအောင်။အမေရေဒါကပဲနဲ့လောက်ထားတဲ့ဟလဝါပါ။တကယ်ပြောနေရလားပဲနဲ့လောက်ထားတဲ့ဟလဝါဒီလောက်တောင်စားကောင်းလိုက်မယ်လို့ငါလုံးဝမထင်ထားဘူး။ငါအိမ်မှာပဲကိုစားတော့မစားဘူး။ပဲနဲ့လောက်ထားတဲ့ဟလဝါဒီလောက်စားကောင်းနေ။ချွေးမလေးရေဒီဟလဝါထိုးပေးရတဲ့သူစီကနေလောက်နေကိုတင်ထားလိုက်အောင်နော်။ ဒါဆိုရင်အမေစိတ်မစိုးဘူးပေါ့နော်။ဘာလို့စိတ်ဆိုးရမှာလဲ။ဒါတော့အရသာရှိရမဟုတ်ကောငါတို့ကိုကြွေးခဲ့တာပဲလေ။ငါသာဒီနေ့ပဲနဲ့လောက်ထားတဲ့ဟလဝါကိုမစားဘူးဆိုလို့ရှင်တော့ပဲဘလောက်တောင်မှအရသာရှိလဲဆိုတော့ငါဘယ်တော့မှသိခွင့်ရမှာမဟုတ်တော့ဘူး။ကောင်းတယ်ချွေးမလေးရဲ့တကယ်စားကောင်းပြီးအရသာရှိတယ်။အမေအခုလိုမျိုးဒီဟလဝါကိုကြိုက်တဲ့အတွက်ကျမတို့လည်းတကယ်ဝမ်းသာပါရဲ့ရှင်။အမေကြိုက်တဲ့မဟုတ်လားဥနီဟလဝါကိုမရလို့ဆိုပြီးတော့ကျမတို့အတော်လေးကိုစိတ်ညှင့်သွားခဲ့ကြတာ။နေရာဆုံးမှာလည်းလိုက်ပြီးတော့ရှာကြည့်သေးတယ်။အခုက6လပိုင်းဆိုတော့ မုံလာဦးနေပေါ်ရရသည်မဟုတ်ဘူးလေဘယ်နေရာမှာမှမုံလာဦးနေဟလဝါကမရအောင်ဖြစ်နေတယ်ကဲနောက်ခမတယောက်ထဲမဟုတ်ဘူးငါတို့အားလုံးလည်းဒီဟလဝါကိုအရင်ကြိုက်ကြတယ်အရင်တော့ကဟလဝါတွေအများကြီးစားဖို့ပဲမဲ့ဒီလောက်ကောင်းတဲ့ဟလဝါကိုတော့ငါတို့အခုမှစားဘူးတော့ရော့ရှ်လေးနဲ့သူရဲ့မိသားစုနဲ့အားလုံးဝမ်းသာပျော်ရွှင်သွားကြကြပါရစေနောက်ဆုံးမှာတော့တို့ရဲ့ဘယ်နဲ့လောက်ထားတဲ့ဟလဝါကအားလုံးရဲ့အသေးနှလုံးကိုတင်ပိုင်နိုင်သွားခဲ့ပါရစေနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ရွှေဘဲအိတ်ငွေဘဲအိတ်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါရစေ မျိုးတမျိုးမှာပူကြဆောရဲမင်းကလေးကတော့သူ့ယောက်ျားယောက်မားရုံးနဲ့အက်ဒီတိုနေထိုင်နေခဲ့ပါပြီ။ပူကြကဒီဇိုင်နာတယောက်ဖြစ်ပြီးအရန်ကိုလှပါတဲ့အိတ်တွေကိုလည်းချုပ်လုပ်ကြပါပြီ။ဒီမစီမှာအိမ်မတစ်ခုလည်းရှိပါတယ်။အဲ့ဒါကတော့ဒီမကိုယ်တိုင်ဒီဇိုင်းထွင်ပြီးချုပ်လုပ်ထားတဲ့အိတ်တွေအတွက်ရှိုးရုံးတစ်ခုဖွင့်ချနေခဲ့ရပါ။ဒီမှာကချမ်းသာတဲ့အင်ကကျွေးမလေးတယောက်ဖြစ်ပါတယ်ချမ်းသာတဲ့အင်ကကျွေးမလေးတွေကအလုံးလုံးရတော့ကိုရခမာတွေခွင့်မပြုကြပါဘူး ငါတို့အိမ်မှာရှိတဲ့ချွေမလေးတွေပါအလုံးမပြင်ထွက်ပြီးရောလုံးเสียအကြောင်းမရှိဘူး။ငါတို့ကဘလို့လူတွေလဲဆိုတော့ကိုသိရနော်။ချမ်းသာတဲ့အိမ်ကချွေမလေးတွေကအပြင်ထွက်ပြီးအလုံးလုံးနေမယ်ဆိုရင်တော့အားလုံးဘာပြောကြမလဲ။ငါတို့တိတ်ခါကြောင်မလုံးနဲ့။ဒီလိုစကားတွေကိုကြားခဲ့ရတဲ့အခါမှာပူဇာကိုယ်တိုင်ကလည်းဘာမှမကြံ့နိုင်တော့ပဲရခမဖြစ်သူပြောတဲ့စကားတွေအကုန်လုံးကိုလက်ခံနားထောင်ခဲ့ရပါပြီ။ဒါပေမဲ့သူမရဲ့အိမ်မက်တွေအတွက်သူမဘယ်တော့မှလည်းမလျှော့ခဲ့ပါဘူး။သူမလုပ်ချင်တဲ့အလုပ်တွေအားလုံးကိုအခန်းငယ်လေးထဲမှာပဲချိန်ပြီးလုပ်ဆောင်နေခဲ့ပါရဲ့ သူမအားတဲ့အချိန်တိုင်းအခန်းထဲမှာသူမကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့အိမ်မျိုးစုံကို၆လောက်ပြင်ဆင်နေခဲ့ပါတယ်။သူမဆိုင်ဖွင့်ဖို့ဘလောက်ပဲပြောဆိုနေပါစေရောက်ခမဖြစ်သူကသဘောတူလက်ခံပေးမှမဟုတ်ဘူးဆိုတော့ကိုလည်းသူမကောင်းကောင်းသိပါတယ်။သူမအဲ့တွေကို၆လောက်ပြင်ဆင်ပြီးသွားတဲ့အခါမှာသူရဲ့ယောက်ျားကိုလည်းဒါရီအားလုံးပြသခဲ့ပါတယ်။အရန်ကိုလှရတဲ့ပူရကြရဲ့မင်းလောက်ထားတဲ့အိတ်တွေကတကယ်အရန်ကိုလှပါလုံးနဲ့ဟုတ်တယ်ကျမတငယ်ချင်းမိတ်ဆွေပေါင်းတဲ့တွေကလည်းကျမကိုယ်တိုင်လှုပ်ထားတဲ့ဒီအိတ်တွေကိုအရန်ကြိုက်ကြတယ်လေ။ ျမလည်းစိုင်းလေးတစ်စိုင်းအရန်ဖွင့်ကျန်တာပဲရှင်။ဖြစ်နိုင်မယ်ဆိုရင်တော့ကျမကိုယ်တိုင်ရှိုးရုံးလေးဖွင့်ပြီးတော့ကျမရဲ့ဒီဇိုင်းဆွဲထားတဲ့အိတ်တွေကိုပြသထားချင်တာ။ဒါပေမဲ့မင်းလည်းသိတဲ့အတိုင်းပဲမိမရဲ့အမေရောဘယ်တော့မှသဘောကျလက်ခံမှာမဟုတ်ဘူး။အိမ်မှာရှိတဲ့ချွေးမလေးတွေအပြင်ထွက်ပြီးအလုံးလောက်တာကိုသူကနည်းနည်းလေးမှမကြိုက်ဘူးလေ။သူ့ရဲ့ချွေးမလေးအပြင်ထွက်ပြီးအလုံးလောက်တာကိုတော့သူ့ဘယ်တော့မှသဘောထုတ်ပေးလိမ့်မယ်လို့လည်းငါမထင်ပါဘူး။ငါတို့အိမ်မှာဘာလို့အချက်တွေများရှိနေလို့လဲမိမရဲ့ပတ်စံနဲ့ပတ်သက်ပြီးတော့လည်းမင်းလိုချင်တာအားလုံးကစီကနေပြီးတော့တောင်းနေလို့ရတယ်။ ကျွန်မပတ်စံအတွက်ပြောနေရမှာမဟုတ်ဘူးပြီးတော့ကျွန်မဒီအလုပ်တွေအားလုံးကိုလုပ်နေတယ်ဆိုတာကလည်းပတ်စံအတွက်လုပ်နေရမှာမဟုတ်ကြပါရှင်ကျွန်မကိုယ်တိုင်အလုပ်တစ်ခုခုလုပ်ချင်တယ်ကျွန်မဘလောက်တောင်မှအရေးချင်းရှိလဲဆိုတော့အားလုံးကိုသိစေချင်တယ်ပြောသားချင်တယ်ကောင်းပြီလေမိမရဲ့မင်းဒီလောက်တောင်မှစိတ်အားထက်သန်နေတော့ငါမင်းဘက်ကနေအမြဲရှိနေပေးမယ်မင်းလောက်ချင်တဲ့အလုပ်တွေအကုန်လုံးအတွက်ငါကျိန်းနေပါအကူအညီပေးမယ်ငါမင်းကိုအနောက်ကနေပြီးတော့အမြဲတမ်း support ပေးမယ်နော်တခုတော့ရှိတယ်အမေကိုတော့စီရင်ရတာလွယ်မှာမဟုတ်ဘူးအမေကိုတေချာပြောပြမှဖြစ်လိမ့်မယ် ီနောက်မှာတော့နန်တန်ကလည်းသူ့အမေကိုတကယ်စားရအားလုံးတော့ပြောပြကြည့်လိုက်ပါတယ်။ဘာတွေပြောနေရလဲတားရဲ့။နင်ဘာဖြစ်လို့သူ့ဘက်ကနေလိုက်ပြီးတော့ပါပေးနေရတာလဲဟမ်ဒုက္ခပဲ။ငါတို့အိမ်မှာရှိတဲ့ချွေးမလေးတွေအပြင်ထွက်ပြီးအလုံးလုံးပိုင်ခွင့်မရှိဘူးဆိုတော့ကိုနေမသိဘူးလား။အိမ်ကချွေးမလေးတွေအပြင်ထွက်ပြီးအလုံးလုံးနေမယ်ဆိုရင်တော့အားလုံးဘာပြောကြမလဲငါတို့ပဲတိတ်ခါကြမှာ။မိမတယောက်အနေနဲ့ကိုယ့်ရဲ့တာဝန်တွေကိုယူတတ်ရမယ်။သူကနေရဲ့မိမဖြစ်နေပြီးလိုလိုတယောက်လည်းမဟုတ်တော့ဘူး။အိမ်နောက်တာဝန်တွေကိုထမ်းဆောင်ပြီးတော့နေသွားတာသူ့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်။ ကမ္ဘာရင်ကမိသားစုဝင်တွေအကုန်လုံးကအခုလိုမျိုးပဲလက်ခံထားခဲ့ကြတဲ့သူတွေပါ။ပူဇော်ကိုရိုင်းကလည်းဘယ်သူအရှိမမဘာတခေါမှမပြောရခဲ့တဲ့အတွက်ပါဇက်ပိတ်ပြီးငိန်ခံနေခဲ့ရပါတယ်။ကျွန်ကမပြောတဲ့ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာသူမအတော်လေးစိတ်ပြအားငယ်သွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲရဲ့အနေငယ်ကုံဆုံးသွားခဲ့ပါတယ်။အချိန်တွေတဖြည်းဖြည်းကုံဆုံးလာခဲ့တာနဲ့အမျှနန်ဒန်ကလည်းသူ့ရဲ့စီးပွားရေးမှာအရှောင်းတွေကိုရင်ဆိုင်နေခဲ့ရပါတယ်။ တရက်မှာတော့ရုပ်တရက်ပဲအခြေအနေတွေအများကိုဆိုးရွားသွားခဲ့ပြီးသူ့ရဲ့စက်ရုံတစ်ခုလုံးမိလောင်ပြကြသွားတဲ့အဆင့်ထိရောက်ရှိသွားခဲ့ပါတယ်။ဒုက္ခပဲဒါဘာတွေဖြစ်ကုန်တာလဲ။ဘာတွေဖြစ်ကုန်တာလဲငါတော့ဘွားပြတ်ပါပြီ။ဒါတွေဖြစ်လို့မရဘူး။ငါတသက်အလုံးစူးစမ်းတိဆောက်လာခဲ့ရတဲ့ငါရဲ့စက်ရုံတစ်ခုလုံးမိလောင်ပြကြသွားပြီးအခုငါဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရမလဲ။သွားပြီးငါတော့မွဲပြီနဲ့တွေ့ပါတယ်။ငါမှဘာတစ်ခုမှမကြမ်းတော့ဘူး။ငါရဲ့စက်ရုံကြီးငါရဲ့စက်ရုံကြီး ဒီလိုနဲ့သူရဲ့အလောက်ကအကျော်လေးကိုပြက်စီသွားခဲ့ပါတယ်။အရှုံးလေးကိုရင်ဆိုင်ခဲ့ရပြီးစက်ရုံတစ်ခုလုံးပြီးလောင်သွားခဲ့တဲ့နောက်မှာတော့သူပြက်စီကိန်းဆိုင်ရောက်နေခဲ့ပါပြီ။စက်ရုံမှာသူကပစ္စည်းတွေထပ်ပြီးဝယ်ဖြစ်ဖို့အတွက်ဘဏ်ကနေအတိုးနဲ့ငွေတွေလည်းအများအကြီးချီယူထားခဲ့ပါတယ်။စက်ရုံပြီးလောင်သွားခဲ့ပြီးပါတစ်ခုမှမကြံတော့တဲ့အခါမှာတော့ဘဏ်ကသူရဲ့အိမ်ကိုလာသိမ်းလိုက်ပါတယ်။အခုဆိုရင်တော့မိသားစုတွေအကုန်လုံးလမ်းပေါ်ကိုရောက်ရှိလာခဲ့ကြပါပြီ။သူတို့မိသားစုလည်းလမ်းဘေးကိုရောက်ရှိသွားခဲ့ပြီးတော်တော်လေးဆင်းရဲသွားခဲ့ကြပါတယ်။ နေထိုင်ဖို့အတွက်အိမ်တော်မရှိတော့တဲ့အဆုံးမှာတော့တို့လမ်းဘေးတစ်နေရာမှာသွားရောက်နေထိုင်နေရပါတယ်။ပြင်လေးမှာတို့နေထိုင်နေခဲ့ကြရတဲ့အချိန်မှာလဲချွေးမလေးကတော့သူဝါသနာပါတဲ့အလုပ်တွေကိုမစွန်လောက်ခဲ့ပါဘူး။သူရဲ့ဝါသနာအတိုင်းပဲသူမအိတ်တွေကိုထမှန်ချုပ်လုပ်နေခဲ့ပါတယ်။မဖြစ်ဘူး။ငါကတော့အားလျှော်လို့မဖြစ်ဘူး။ငါအားလျှော်လိုက်ရင်တော့အားလုံးပျက်စီးသွားလိမ့်မယ်။ငါအနေနဲ့တတိမွေးထားမှဖြစ်မယ်။အခုအချိန်ထိငါ့မှာအရေးချင်းတွေရှိသေးတယ်။ငါဘလောက်တောင်မှအရေးချင်းရှိလဲဆိုတော့ကိုအားလုံးကိုပြသမယ်။ ငါတို့မိသားစုဝင်တွေအကုန်လုံးဒုက္ခရောက်နေကြတဲ့ရွေးချယ်စရာဘာတစ်ခုမှမရှိတော့ဘူးဆိုပေမဲ့ငါမှလက်မှုပညာရဲ့တခုတက်ကြွနေသေးတဲ့အတွက်ဒီပညာရဲ့နဲ့ငါအလုပ်တစ်ခုစတင်လို့မယ်။ငါရဲ့အိတ်တွေကငါကိုအကူအညီပေးလိမ့်မယ်ဆိုတာငါသိတယ်။ငါကိုယ်တိုင်လမ်းအသစ်တစ်ခုဖောက်လို့ရမယ်။ချွေးမလေးတကယ်ပဲဒီအလုပ်တွေကိုနင်လုံနိုင်လိမ့်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးရှိလား။နင်ရဲ့အိတ်တွေကတကယ်ရောအလုပ်ဖြစ်ပါမလား။ လုံးနိုင်တာဗောမေရဘာဖြစ်လို့မလုံးနိုင်ရမှာလဲဒါရီကအိတ်တတ်တမဟုတ်ဘူးကျမအတော်ကျမရဲ့အသက်ပဲကျမတကယ်အရန်ကိုဝါသနာပါလို့ ਨੇ ကျမရဲ့အလုပ်ကျမရဲ့အိမ်မက်ကျမရဲ့ဘဝအရာအားလုံးပဲကျမမှာရှိတဲ့ဒီအိတ်တွေအားလုံးကိုရောင်းချပြီးရလာတဲ့ပတ်စံနဲ့အလုပ်တစ်ခုခုစတင်လောက်ကိုင်းမယ်ကျမရဲ့လုပ်ငန်းကိုပို့ပြီးတော့တွင်းကြအောင်လုပ်ရမယ်ချွေမလေးပူဇော်ကတော့အားကျုံမှန်တဲ့အလုပ်တွေကိုစူးစမ်းလောက်ကိုင်းနေခဲ့ပါတယ်ချွေမလေးဒီလောက်တောင်မှစူးစမ်းအားထုတ်လောက်ကိုင်းနေအောင်ကိုတွေးခဲ့ရတဲ့အခါမှာတော့ရောက်ခမဖြစ်သူကလည်းတော်တော်လေးအားတက်သွားခဲ့ပါတယ် သူရဲ့ချွေးမလေးကိုယ်တိုင်ကဘလောက်တောင်မှအရေးချင်းရှိလဲဆိုတော့ကိုလည်းရောက်မှဖြစ်တော့ကတဖြည်းဖြည်းသိမြင်လာခဲ့ပါတယ်။ဒီနောက်မှာတော့သူမအိတ်တွေကိုနေမအားညမအားလုပ်ပြီးနောက်မှာတော့လမ်းမေးလေးမှာချပြီးရောင်းခဲ့ပါတယ်။သူမလုပ်ထားတဲ့အိတ်တွေကဒီဇိုင်းမျိုးစုံနဲ့အရန်ကိုလှပါလွန်ပါတယ်။စီတဲ့ကိုရောက်ရှိလာခဲ့တဲ့အမျိုးသမီးတွေကလည်းအရန်ကိုလှပါတဲ့အိတ်လက်ရာတွေကိုသဘောကျခဲ့ကြတဲ့အတော့ချက်ချင်းဝယ်ယူခဲ့ကြပါတယ်။အိတ်တွေကိုဝယ်ယူခဲ့ပြီးရဲ့နောက်မှာတော့နောက်ထပ် order တွေအများကြီးလည်းအသွားခဲ့ကြပါသေးတယ်။ ဘူဂျာရဲ့အလောက်ကကူးဆိုင်တော့အတော်လေးအဆင်ပြေနေခဲ့ပါပြီ။တရမှာတော့ဘူဂျာအိတ်တွေကိုရောင်းပြီးပတ်စံရှိနေခဲ့တဲ့အချိန်မှာမိန်းကလေးတယောက်သူ့ရှီရောက်လာခဲ့ပြီးပြောလိုက်ပါတယ်။ရှင်လောက်ထားတဲ့အိတ်တွေကတကယ်အရန်ကိုလက်ရသေးတာလှပါလို့နဲ့ကျမတော်လေးသဘောကျတယ်တိလား။ဒီအိတ်အလုံးပုံစံမျိုးတွေပဲကျမအများကြီးလိုချင်တယ်။ကျမအဲ့အလုံးတရားလောက်လိုချင်တာဆိုတော့အများဆုံးကျမကိုအဲ့တွေပို့ပေးနိုင်မလားခဏနေပါအောင်အဲ့အလုံးအလောက်အများကြီးတကယ်ပြောနေရလားရှင်နောက် နေရတော့မဟုတ်ပါဘူးနော် မဟုတ်ပါရှင်ကျမကအခုနမူနာနည်းနည်းလေးပဲမှာထားသေးရလိလက်ရောက်ကိုပို့ပြီးတော့သဘောကျတယ်ဆိုရင်တော့နောက်ထပ်အများကြီးထပ်ပြီးတော့မှာအောင်မယ်အခုလောဆယ်တော့ကျမလိုချင်တဲ့ပုံစံတွေအတိုင်းပဲလုပ်ပေးလိုက်ပါနော်ကျမတပတ်ခါကြာရင်လာယူမယ်အဲ့ဒီခါကြာရင်တော့ကျမကြံတဲ့ပတ်စံတွေအကုန်လုံးကိုရှင်းပေးလိုက်မယ်အခုလောလောဆယ်ကျမအမကိုဒီကြိုတင်ငွေလေးပေးသွားလိုက်ပါမယ်ရှင်ဒါလေးကိုပဲလက်ခံထားပေးပါအောင်ငွေ2သိန်းကိုကြိုတင်ငွေအနေနဲ့ရှင်းပေးပြီးနောက်မှာတော့မင်းကလေးကပြန်ထွက်သွားခဲ့ပါတယ်ပူဇာကတော့ပတ်စံအများကြီးကို ချိန်နဲ့တွေ့ကြရတဲ့အခါမှာဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ဒါပေမဲ့သူမတတော်လေးကိုလည်းစိတ်ပူပန်သွားခဲ့ရပါတယ်။မှာသွားတဲ့အိတ်လုံးကြီးကအရန်ကိုများလောနဲ့အတွက်သူမတယောက်တည်းသုံးရက်အတွင်းဘလို့ပြီးအောင်လုပ်ရမှာလေ။ဒီအချိန်မှာတယောက်ကြောင့်နဲ့ရောက်မှနှစ်ယောက်လုံးရောက်ရှိလာခဲ့ပြီးသူမကိုအားပေးခဲ့ကြပါတယ်။ရတာပေါ့ချွေးမလေးရဲ့နေကျင်းသေးပေါ့လုံနိုင်လိမ့်မယ်လို့ငါတို့ယုံကြည်တယ်။နေလုံနိုင်ပါတယ်။ငါရဲ့ချွေးမလေးဘလောက်ကြာမှတော်လိုက်တယ်လဲဆိုတာကိုငါတို့သိရပြီးတော့ချွေးမလေးအပေါ်ကိုလည်းငါတို့အပြေးဝယုံကြည်ရ နေတီလောက်တွေအားလုံးကိုလောက်ကိုင်းနေတဲ့အချိန်တော်တွင်ငါတို့နေနေအတူတူရှိနေပါတယ်။နင်းကိုဝိုင်းဝန်းကိုကြီးလောက်ကိုင်းပေးမယ်လေ။ချွေမလီပူကြအလုံးလောက်ကိုင်းနေတဲ့နေရာမှာရခမနဲ့ယောက်ျားနှစ်ယောက်လုံးကလည်းဝိုင်းဝန်းကိုကြီးလောက်ကိုင်းပေးခဲ့ကြတဲ့အတွက်သူမအလုပ်တွေကိုပုံပုံမြန်ဆန်အောင်လောက်ကိုင်းနိုင်သွားခဲ့ပါတယ်။ဒီနောက်သူမတညအလုံးမအိပ်ပဲနဲ့အရှမ်းကိုလှောက်ပါတဲ့ဒီဇိုင်းနဲ့လှောက်ပါတဲ့အိတ်တွေကိုချုပ်လုပ်ပြင်ဆင်ခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့သူမအော်ဒါတွေကိုပြည့်မြောင်လို့လုပ်နိုင်သွားခဲ့ပါပြီ။ တောင်ရံမြောင်နေမှာတော့အော်ကြောင်မှာသွားတဲ့မိန်းကလေးကပူဂျာရိုစီကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်။ညီမလေးမှားထားတဲ့အဲ့တွေကောင်လုံးအစင်အစ်ပဲနော်ဒီနေ့တခါလေးယူသွားလို့ရပြီသီလားအဲ့တွေကတော့အပြည့်ပဲကျေးဇူးများကြည်တင်ပါတယ်အမရဲ့ဒါနဲ့တစ်ခုလောက်မေးလို့ရမလားယင်အဲ့တွေကတကယ်အများကြီးကိုမှယူခဲ့တာဆိုတော့တလောက်များတဲ့အဲ့တွေအကုန်လုံးကိုဘာများလုံးမလို့လည်းမသိဘူးဒီအချိန်မှာပဲအဲ့ဒီမိန်းကလေးကအရန်ကိုချောမောလှပါတဲ့နှစ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ် ကျမကလက်သမီးတစ်ပါးပါလူပြည်လောကကိုရက်အနေငယ်လောက်လှဲ့ပတ်ကြည့်ရှုနေနေလာလေခဲ့ရလေလူပြည်လောကကြီးမှာတကယ်အရန်ကိုလှပါတဲ့အရာတွေအများကြီးရှိတယ်ဆိုတာကိုကျမတွေ့ခဲ့ရတယ်။ကျမဒါရီအားလုံးကိုလိုက်ကြည့်နေနေရှင်ကိုယ်တိုင်လှုပ်ထားတဲ့အိတ်လေးတွေကိုလည်းကျမတွေ့ခဲ့တယ်။အရာအားလုံးထဲမှာလေရှင်လှုပ်ထားတဲ့အိတ်တွေကအလှပအဆုံးပဲတိလားကျမတကယ်အရန်ကိုသဘောကျနှစ်သက်မိရဲ့။အဲဒါကြောင့်ကျမရဲ့အတိုင်းပြီမှာရှိတဲ့တခြားနဲ့သမီးလေးတွေအကုန်လုံးအတုံးပြဖို့အတွက်ရှင်းစီကအိတ်တွေကိုလက်ဆောင်အနေနဲ့ကျမဝယ်ယူသွားပေးမလို့လေ။ သူတို့အားလုံးကလည်းရှင်းရဲ့ဒီအိတ်တွေကိုသဘောကျနှစ်သက်ကြလိမ့်မယ်လို့ထင်တယ်။ကျွန်မကိုယ်တိုင်သဘောကျနှစ်သက်တယ်လို့မျိုးသူတို့အကောင်လုံးကလည်းဒီအိတ်ကိုတွေ့ရတယ်ဝမ်းသာပျော်ရွှင်သွားကြလိမ့်မယ်တိလား။ကြည့်ပါဦးရှင်ရှင်ကအတောင်ပံကြီးနဲ့လှလိုက်တာရှင်ကတကယ့်ကိုနတ်သမီးတစ်ပါးပဲနော်။နတ်သမီးတစ်ပါးကကျွန်မရဲ့အိတ်တွေကိုလာရောက်မှယူပြီးတော့ဝယ်သွားနေတယ်ဆိုတော့ကျွန်မပြေရုံတော့မယုံနိုင်ဘူးတိလား။ဟွန်းဟုတ်တယ်။ငါနဲ့စီကအိတ်တွေကိုဝယ်မယ်ပြီးရင်တော့နင်းရဲ့အိမ်မက်တွေအားလုံးကိုလည်းဖြည့်ဆည်းပေးမယ်။နင်ကရှောရုံတစ်ခုအရန်ကိုဖွင့်ချင်နေခဲ့ရမဟုတ်လား။ နေရဒီတမိုးရှိတဲ့အိတ်တွေကိုလည်းရှောတော့မှတတိချာချာပြသပြီးရောင်းချခြင်းနေကြရလေဒီနောက်မှာတော့နတ်သမီးလေးကလည်းသူ့ရဲ့မော်တော်တန်လေးကိုလှည့်ပြီးနောက်မှာတော့ရွှေအိတ်နဲ့ငွေအိတ်နဲ့အိတ်နဲ့အိတ်ပေးလိုက်ပါရယ်ရွှေနဲ့ငွေနဲ့လှုပ်ထားတဲ့အိတ်တွေပါလားအေးဟုတ်တယ်ဒီအိတ်တွေကိုပိုင်ဆိုင်သွားပြီးဆိုတော့နေရဆင်းရဲဒုက္ခတွေအလုံးကကင်းဝေးသွားလိမ့်မယ်ဒီလိုမိသားစုဝင်တွေအကုန်လုံးလည်းပြန်လဲအဆင်ပြေလာကြလိမ့်မယ်။ဘာကုန်းမထက်ပြီးတော့စွန့်ပူပန်စရာလည်းမရှိတော့ဘူးတိလား။ နင်ကိုယ်တိုင်ရှိုးရုံးတစ်ခုအရန်ကိုဖွင့်စေနေကြတာမလားဒီအိမ်မက်တွေအကုန်လုံးကိုတော့အကိုငါလက်ဆောင်ပေးသွားခဲ့တဲ့အိတ်တွေနဲ့နင်ဖြည့်စီလို့ရသွားပြီနင်ဒီအိတ်တွေကိုရောင်းချပြီးပြီဆိုရင်တော့ကိုပိုင်ရှိုးရုံးလေးတစ်ခုဖွင့်လိုက်တော့လေနင်အဲ့ဒီရှိုးရုံးဖွင့်ပြီးဆိုလို့ရှင်တော့ပတ်စံတွေအများကြီးကိုလည်းရှာနိုင်သွားလိမ့်မယ်လမ်းမမရောင်းတဲ့အိတ်ဈေးနဲ့ရှိုးရုံးမှာရောင်းတဲ့အိတ်ဈေးကလည်းအရန်กว่าတယ်ဆိုတာကိုငါနားလေတယ်နင်လည်းနင်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပြီးတော့အေးအေးစစ်စစ်အသက်ရှင်ပြန်တန်းပါတော့ရောဆိုပြီးနောက်မှာနှစ်သမီးလေးကလည်းပြန်တန်းထွက်ခွာသွားခဲ့ပါတယ် အရင်ကစပြီးပူဇော်ကတော့သူရဲ့အိမ်မက်တွေကိုရအောင်ဖြည့်ဆည်းခဲ့ပါတယ်။အနောက်ကိုလုံးဝလှည့်မကြည့်ပဲရှေ့ကိုပဲတိုးတက်သွားခဲ့ပါတယ်။သူမကရွှေအိမ်နဲ့ငွေအိတ်ကိုအပေါင်းခံထားပြီးကိုပိုင်ဆိုင်လေးဒီဇိုင်းဖွင့်လိုက်ပါတယ်။သူမကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့အရန်ကိုလှပတဲ့အိတ်တွေကိုရောင်းချခဲ့ပါတယ်။အိမ်အကြီးကြီးဝနိုင်သွားခဲ့ပြီးတော့သူမပတ်စံချမ်းသာလာခဲ့တဲ့အခါမှာတော့သူမရဲ့ရွှေအိမ်နဲ့ငွေအိတ်ကိုပြန်လည်သွားရွှေ့ခဲ့ပါတယ်။သူမရဲ့ဆိုင်မှာရွှေအိမ်နဲ့ငွေအိတ်ကိုတီးတီးတန့်လေးထထားလိုက်ပါတယ်။သူမရဲ့ဆိုင်ကလည်းရွှေအိမ်နဲ့ငွေအိတ်ဆိုတဲ့ဆိုင်နဲ့နမဲကြီးကြော်ကြားလာခဲ့ပါတော့တယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်